ီလို5 and hue ကောင်းကောင်းနဲ့ထွန်းမရောင်ကိုနီးစနစ်ပိုင်းအသာစီးရယူပြသွားနိုင်ခဲ့တဲ့ Tannon ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ Manchester Football ဆောင်အတင်ဆက်နေပါတယ်145129ရဲ့ main event ဖြစ်တဲ့မွေတိုင်းပွဲစဉ်ဒီမှာ Thai Fighter Tannon ကမြန်မာ Fighter ထွန်းမရောင်ကိုအမှတ်နဲ့အနိုင်ရရှိခဲ့ပါတယ်ထွန်းမရောင်ကသူ့ရဲ့ပြင်းထန်တဲ့ဝုံတိုင်းကျေတိုက်ခိုက်မှုတွေပြသခဲ့ပေမဲ့ Tannon ကပါနေတဲ့တံပြက်တိုက်စစ်နဲ့ထိရောက်တဲ့ထိုးတန်းမှုတွေကိုအသုံးပြုပြီးတော့ပွဲကိုထိန်းချုပ်ကာအနိုင်ရရှိခဲ့တာပါ ဒီဗီဒီယိုမှာတော့တန်တော်ကဘလို့ချက်တွေနဲ့ထုံးမရအောင်ကိုအသားစီးရယူပြီးတော့နိုင်ပွဲရှာဖွေသွားနိုင်တယ်လဲဆိုတာကျွန်တော်အမြင်နဲ့ဆွေးနွေးသုံးသပ်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ပါနေတဲ့တံပြန်တိုက်စစ် Counter Striking ကစားပုံတန်တော်ရဲ့အနိုင်ရရှိမှုရဲ့အဓိကတော့အချက်တစ်ခုကတော့သူ့ရဲ့ပါနေတဲ့တံပြန်တိုက်စစ်ကစားပုံဖြစ်ပါတယ်။ထုံးမရအောင်ကတပွဲလုံးနီးပါးပြင်းထန်တဲ့ဖိအားပေးမှုနဲ့တိုက်စစ်ဆင်ခဲ့ပြီးလက်တီတွေလုံးနေနဲ့အဆက်မပြတ်ထိုးသက်ခဲ့တာပါ။ဒါပေမဲ့တန်တော်ကအရိဖိအားတွေကိုသူ့ရဲ့ခံစစ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုနဲ့ရှောင်ထွက်ရင်နဲ့ထုံးမရအောင်ရဲ့ထိုးသက်မှုတွေကိုတိကျစွာတံပြန်ထိုးသက်နိုင်ခဲ့ပါတယ်။ တန်တို့ရဲ့တံမြတ်တိုက်စစ်ကအထူးသဖြင့်တော့တောင်ချက်တွေနဲ့လက်သီးချက်တွေမှာထင်ရှားခဲ့တာပါသူကထုံးမရောက်ရဲ့ထိုးချက်တွေကိုရှောင်ထွက်ပြီးတော့တိကျတဲ့တံပြန်ထိုးတက်မှုတွေနဲ့ကောင်းတုံးပြီးကစားသွားခဲ့ပါတယ်ဒီချက်ကမွေထိုင်းစီမင်းရအမပေးတိုင်ရဲ့အာယုစုဆိုင်မှုကိုရရှိပြီးတော့ပွဲရဲ့အမပေးမှုပိုင်းမှာတန်တို့ကိုတာလုံးမှုပေးခဲ့ပါတယ်တန်တို့ရဲ့အရိကစားပုံကထုံးမရောက်ရဲ့အင်အားမပြေဝတဲ့ထိုးချက်တွေကိုပြက်ပြဲသွားစေခဲ့ပြီးသူ့ရဲ့နေ့စဉ်ပိုင်းဆိုင်ရာတာလုံးမှုကိုပြသနိုင်ခဲ့တာပါနံပါတ်1တိကျတဲ့ထိရောက်မှု accuracy and effectiveness တန်တော်ရဲ့အနိုင်ရရှိမှုရဲ့နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကတော့သူ့ထိုးချက်တွေရဲ့တိကျမှုနဲ့ထိရောက်မှုဖြစ်ပါတယ်။ထိုးမြောင်ရဲ့ထိုးချက်တွေကအင်အားပြိုလာပြီးတော့ဝုံတိုင်းကျဲဖြစ်နေပေမဲ့ထိရောက်မှုနေပါခဲ့တာကိုတန်တော်ကအခွင့်အကောင်းယူခဲ့ပါတယ်။တန်တော်ကတော့သူ့ရဲ့ထိုးချက်တွေကိုပုံမတိကျစွာထိုးတန်နိုင်ခဲ့ပြီးတော့ထိုးမြောင်ရဲ့ခနာကုန်းရဲ့ဦးကောင်းကိုတီတီမီမီတိုက်ခိုက်ကစားနိုင်ခဲ့ပါတယ်။အထူးသဖြင့်တော့တန်တော်ရဲ့တရောင်ချက်တွေနဲ့ခြေကန်ချက်တွေကမွေတိုင်းပွဲစဉ်မှာမပေးတိုင်းရဲ့အောင်စွတ်မှုကိုရရှိခဲ့တဲ့အချက်ပဲဖြစ်ခဲ့ပါတယ်။ ဒီချက်ကထုံးမရောင်ရဲ့ခံစစ်ကိုပေါ်ပြနိုင်ခဲ့ပြီးတော့တပွဲလုံးမှာတန်နှုန်းကိုထိချက်ပိုင်းမှာအသာစီးပေးခဲ့ပါတယ်ထိချက်ပိုင်းဆိုရမှာထိရောက်မှုရှိတဲ့ထိချက်တိုင်းကိုဆိုလိုပါတယ်တန်နှုန်းရဲ့ဒီချက်မှုကထုံးမရောင်ရဲ့အင်အားပြေးွားတဲ့ထိုးချက်တွေထက်အမှတ်ပေးမှုပိုင်းမှာပုံမသားလုံးမှုရှိခဲ့တယ်လို့ယူဆရပါတယ်နံပါတ်3တွက်လက်တဲ့ခြေထောက်လှုပ်ရှားမှုဖူဝတ်နဲ့ခံစစ်ပိုင်းတန်နှုန်းရဲ့နောက်ထပ်အသာချက်တစ်ခုကတော့သူ့ရဲ့တွက်လက်တဲ့ခြေထောက်လှုပ်ရှားမှုနဲ့ခံစစ်ပိုင်းဆိုင်ရာကြွမ်းကျင်မှုဖြစ်ပါတယ်ထုံးမရောင်ရဲ့ပြင်းထန်တဲ့ဖိအားပေးမှုကိုရင်ဆိုင်ရတဲ့အခါမှာတန်နှုန်းကသူ့ရဲ့ခြေထောက်လှုပ်ရှားမှုကိုအသုံးပြုပြီး ထုံမြောင်ရဲ့ထိုးချက်တွေကိုရှောင်ထွက်နိုင်တာကာကွယ်နိုင်တာတွေပြုလုပ်နိုင်ခဲ့ပါတယ်။အဲလိုရှောင်မှုတွေကထုံမြောင်ရဲ့တိုက်ခိုက်မှုတွေကိုအလဲအသက်ဖြစ်စေခဲ့ပြီးတော့တန်တုံကိုပုံပုံထိရောက်တဲ့တံပြန်ထိုးချက်နဲ့ထိုးတက်နိုင်မှုအခွင့်အရေးပေးခဲ့ပါတယ်။တန်တုံရဲ့ခန်းစစ်ပိုင်းဆိုင်ရာစီကန်းကလည်းထုံမြောင်ရဲ့တိုက်စစ်ကိုထိန်းချုပ်နိုင်မှုအထောက်အကူဖြစ်ခဲ့ပါတယ်။သူကထုံမြောင်ရဲ့ထိုးချက်တွေကိုပိတ်ဆို့ရင်းနဲ့သူ့ရဲ့ခန်းစစ်နေသားကိုထိန်းသိမ်းနိုင်ခဲ့ပြီးတော့ဒါကထုံမြောင်ရဲ့အင်အားပြည့်ဝတဲ့ထိုးချက်တွေကိုထိရောက်မှုရောကြစေခဲ့ပါတယ်။ ရိခန်စစ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုကတန်တုံးရဲ့ပွဲတစ်ပွဲလုံးထိန်းချုပ်နိုင်မှုကိုတည်တာစေခဲ့ပါတယ်။နောက်ထပ်မြင်ပြီးတဲ့အချက်တစ်ချက်ကတော့ပွဲပေါ်ဖက်ရှုနိုင်စွမ်း 5NQ နဲ့နေပြည်တော်ပိုင်းဆိုင်ရာတာလုံမှုဖြစ်ပါတယ်။တက်လုံပိုင်းကြာလာတဲ့အကြောင်းတန်တုံးကနောက်ပိုင်းခြေတွေမှာထုံးမရောင်ကိုစိုင်ထိုးပြိုင်ထိုးဖို့ထက်ခန်စစ်ကိုကယူဆိုင်ဖို့နဲ့အခြေအနေမဟန်ရင်လူချင်းပူးလိုက်ဖို့ပဲအောင်ဆိုင်သွားခဲ့တာပါ။ထုံးမရောင်အနေနဲ့တန်တုံးကိုကြိုးဝိုင်းထောင်းမှာအမြဲမပြတ်ကြောင်းပိတ်ထိုးဖို့အခွင့်အရေးရခဲ့ပေမယ့်အတော့မချနိုင်ခဲ့တာကြောင့်အရှုံးနဲ့ထိုက်တန်တယ်လို့ပဲ ရှုလိုက်ပါရစေခင်ဗျာညီကိုရောရဲ့မြင်တွေကိုလည်းပြောပြပေးသွားခဲ့ကြပါဦးခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ